မင်္ဂလာပါရှင်ညီမနမရတော်မြို့တီထုံးဖြစ်ပါတယ်။ဒီမှာခုလက်ရှိမှာဆိုရင် Police Company Limited ရဲ့ application session လေးလုပ်ကိုင်းနေရတယ်။ဒီမှာရဲ့အဓိကလုပ်တာတော့ after safety ရဲ့နောက်မှာဆိုလို့ရှိရင်ဒီ set တွေနဲ့ပတ်သက်ပြီးတော့အတုံးပြရဲ့ technical ဘိုင်းနဲ့ application ဘိုင်းနဲ့အဲတိကျမြန်ဆန်နဲ့ပုံရိပ်တွေရရှိဖို့အတွက်လုံဆောင်ရရဲ့ workflow တွေပြင်ဆင်ဖို့အတွက်လုံလုံရတဲ့အပိုင်းဖြစ်ပါတယ်ရှင်။ ဒီ company ဘက်ကိုရောက်တဲ့နိုင်မှာဆိုလို့ရှိရင်ဒီမှာက business အပိုင်းတွေကိုလည်းတွေးလာဖို့လိုအပ်လာရပေါ့เนาะကိုကတကူရဲ့ technical ဘက်မှာပဲလုပ်လာရတူဖြစ်တယ် clinical ဘက်မှာလုပ်လာရတူဖြစ်တဲ့အတွက်ကြောင့်မလို့ clinical ဘက်ကအပိုင်းတွေတော့မက business အပိုင်းတွေပါတွေးလာဖို့လိုအပ်လာရပေါ့เนาะဥပမာ management strategy blue chart နဲ့စသီးလိုက်လို့ရတဲ့ခါမှာဆိုရင်ဒီ MBA တက်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ် အမေတွက်ဖို့တဆိုလို့ရှိရင်အာတင်တန်းလေးကိုလေ့လာရဲပေါ့နော်တင်တန်းလေးလေ့လာခါမှာ online ကနေလေ့လာ website ကနေလေ့လာရဲအဲလေ့လာခါမှာ LPO ကိုတွေ့ရပေါ့နော် LPO တွေ့ရခါမှာဆိုလို့ရှိရင်လည်းအရင်ကတက်ဖို့ရဲ့ senior ကြီးရဲ့ feedback တွေကလည်းကောင်းတယ်ဒီချိန်ပိုင်းတွေကိုလည်းလေ့လာတဲ့ခါပါဆိုလို့ရှိရင်လည်းဒီ seminar ကိုလာနာထောင်တဲ့ခါမှာဆိုလည်းသင်ဝင်စားဖို့ကောင်းတယ်အဲကြောင့်မလို့ LPO ကိုချိန်ဖြည့်ခဲ့ရမှာဖြစ် MBU တက် MBU ပါ MBA program ကိုတက်မယ်ဆိုတဲ့အချိန်မှာဆိုရင်ကိုကအလုပ်တစ်ဖက်နဲ့တက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကအအချိန်ပေါ့နော်အချိန်ကကိုရဲ့အလုပ်ကိုလည်းမထိခိုက်ဖဲနဲ့အလုပ်ချင်းပြမမှာပဲကိုကတက်မှာပဲအစီအစဉ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီမှာဆိုလို့ရှိရင် flexible plan လေးရှိရဲ့ online တက်မလား on campus တက်မလားကျူရဲ hybrid program လေးရှိရဲ့အတွက်ကြောင့်မလို့ဒီတင်နေကိုယူချစ်ခဲ့ဖြစ်ပါတယ် အမ်ဘီတက်တဲ့ချိန်မှာဆိုရင် program တွေမှာဗောနောမော်ဂျူးတွေအများကြီးတင်ရတယ်ဒီတင်ရတဲ့မော်ဂျူးတွေမှာဆိုရင်အဓိကတော့ strategy management ပါတာရဲ့ကိုအဲကိုလောက်ခွင့်မှာအများဆုံးအသုံးချဖြစ်ပါတယ်အဲဒီမှာဆိုရှင် core strategy ဘယ်လိုချမလဲဒီကိုရကိုဘယ်လိုရအောင်တော့မလဲဆိုတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ strategy management ကတော်တော်လေးအထောက်အပံ့ပေးပါရှင် ဒီ LDU တက်တဲ့အချိန်မှာဆိုလို့ရှိရင် ပေါ့နော် LDU ရဲ့ရှင်းနေပြပွဲကိုပထမဆုံးပြန်ပြီးတော့ဆက်ဆက်ဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ကျောင်းကျောင်းလူတွေအပြင်ကျားဆရာမတွေရောကျောင်းဘက်ကလူငယ်တွေအားလုံးကနီးနီးထွေးထွေးနဲ့ဒီပွဲလေးပြင်းပြအောင်ဒီလိုတောင်းရပြီးရကိုယ်တိုင်းလည်းဝင်ပြီးတော့ကျား activity တွေမှာဝင်ပြီးပါရတဲ့အတွက်ကျောင်းအမှတ်ရနေနေချက်ရှိခဲ့ပါတယ်ရှင်အ MBA program တွေကိုတက်ခြင်းအပြင်ကိုယ့်ရဲ့အလုပ်ခွင်မှာ career science span တွေလည်းဖြစ်ခဲ့တယ် career နဲ့ပတ်သက်ပြီးတော့ opportunity တွေလည်းအများကြီးရရှိခဲ့ပါတယ် ီလို့ရှိရင် time management တွေဘယ်လိုလုပ်ရမလဲ problem solve ဘယ်လိုလုပ်ရမလဲဆိုတာတွေလည်းသိရှိခဲ့ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။တတိတတိလည်းဆိုလို့ရှိရင်ဒီမှာအာ feedback networking တွေလည်းကောင်းလာတယ်။အဲ career နဲ့ပတ်သက်တဲ့ခွင့်လန်းတတိလည်းအများကြီးရလာတယ်။လူတွေအများကြီးနဲ့လည်းဆက်ဆံရတဲ့ခွင့်ကြီးရရှိခဲ့ပါတယ်ရှင်။ဟုတ်စီပိုင်းနဲ့ပတ်သက်တဲ့အသိဉာဏ်တွေဆိုလို့ရှိရင်အရင်တော့အသိမသိခဲ့ဘူးပေါ့နော်။ဒါဆိုလို့ရှိရင် MBA တက်ပြီးရနောက်မှဆိုရင် business management တွေအာ program တွေကိုဘယ်လိုမျိုးအာဆွဲမလဲ လို့ရှိရင် financial ဘိုင်းကိုဘယ်လိုခြံတွယ်မလဲဒီလိုရှိရင်သူတွေကိုဘယ်လိုမျိုးစီမံအုပ်ချုပ်မလဲဆိုတဲ့ဘိုင်းမျိုးတင်ပြရပါတယ်ရှင်ဟုတ်ကဲ့ပါ MBA တက်ပြီးရနောက်မှာဆိုရင်ဒီမတို့ကကရိယာကိုထပ်ပြီးတော့ assignments လုပ်မလားထောင်းလို့ရှိရင်ကရိယာ changes လုပ်မလားကရိယာကိုဘယ်လိုပဲပြောင်းလဲလဲကိုယ့်အတွက်ခွင့်လန်းကောင်းနေအများကြီးရရှိရအတွက် MBA တက်ဖို့ပြစ်ခေါ်ပါတယ်ရှင်